ပြောင်းနိုင်ငံတော့ brand new ဆိုင်ကလေးဈေးအများကြီးပြန်ကျလာပါတယ်။ဘလောက်ဒီဈေးပြန်ကျလာသလဲဆိုတာကိုကျွန်တော်မော်တော်နိကဆိုင်ကချစ်သူမိတ်ဆွေတွေအတွက်ဒီကနေ့ရှင်းပြပေးသွားကြမှာတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြိုကြောအောင်မှမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်။ကျွန်တော်ရဲ့ဘဲဘဲမှာရှိနေတဲ့ဆိုင်ကလေးကတော့ Edison ကနေတိတ်မကြသေးခင်ရစ်ပိုင်းအမစတင်မိတ်ဆက်လိုက်တဲ့ Edison Dynamic HD7 ဆိုင်ကပဲဖြစ်ပါတယ်။ဒီဆိုင်ကတော့ engine power 150cc နဲ့ပါရီတိုင်ကြီးလဲပါသွားပါပြီ။ အင်ဂျင်မဝါလည်း 150cc နဲ့ဖြစ်မယ်ရေတိုင်ကြီးလည်းပါသွားတာဖြစ်တဲ့အတွက် highway မောင်းရင်သူတွေတော်တော်များများကြိုက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီဆိုင်ကတော့2026 model အတွက်ကြိုတင်မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်ဒီဆိုင်ကိုလောလောဆယ်မှာ65သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ညာဘက်မှာရှိနေတဲ့ဆိုင်ကလေးကတော့ PNC ကနေတိတ်မကြသေးခင်လပိုင်းရမှာမိတ်ဆက်လိုက်တဲ့ PNC MS8 15ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကရတော့ model က95 model ပါဒီဆိုင်ကိုလောလောဆယ်မှာ 22သိန်း5000ဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်။ဒီကုကျွန်တော်ရှိတဲ့တက်မှာရှိနေတဲ့ဆိုင်ကတော့ Razor Cyclone One Night Cycle ပဲဖြစ်ပါတယ်။ဒီဆိုင်ကလည်းသိမ့်မကြသေးခင်လပိုင်းလေးရမှစတင်မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။ဒီ Razor Cyclone One Night Cycle ဝယ်မယ်ဆိုရင်ဆိုင်ကအုတ်ထုတ်တစ်လုံးနဲ့ Power Bank မှာတခါတည်းလက်ဆောင်ရရှိမှာပဲဖြစ်ပါတယ်။ဒီဆိုင်ကကိုလောလောဆယ်မှာ38သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်။ဒီကုကျွန်တော်ရဲ့ဘဲဘက်မှာရှိနေတဲ့ဆိုင်ကတော့ Newzen နဲ့ WeFA One Night Cycle ပဲဖြစ်ပါတယ်။ ဒီဆိုင်ငယ်ကတော့ model က995 model ပါဒီဆိုင်ငယ်ကိုလောလောဆယ်မှာ7330ဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ရှင်းတဲ့နဲ့မှာရှင်းနေတဲ့ဆိုင်ငယ်ကတော့ Edison Force 15ဆိုင်ငယ်ပဲဖြစ်ပါတယ်ဒီဆိုင်ငယ်ကတော့ Edison ကထုတ်တမဆိုင်ငယ်တွေထဲမှာရောင်းဝအကောင်းဆုံးနဲ့အကျန်းခံဆုံးဆိုင်ငယ်ပဲဖြစ်ပါတယ်ဒီဆိုင်ငယ်ကိုလောလောဆယ်မှာ36သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီကူကျွန်တော်ရှင်းတဲ့တဲ့မှာရှင်းနေတဲ့ဆိုင်ကတော့ newzenet ကနေ2026 model 1အနေနဲ့ တိတ်မကြသေးခင်ရစ်ပိုင်းကမှစတင်မိတ်ဆက်လိုက်တဲ့ဆိုင်ကယ်မျိုးစားပဲဖြစ်ပါတယ်ဒီဆိုင်ကယ်ကတော့ New Zealand နဲ့ WFR 1N ဆိုင်ကယ်ပါအင်ဂျင်ပါဝါ 1N စီစီနဲ့မို့စီစားနှုန်းတက်တာမဲ့အင်ဂျင်ကလည်း Granite engine နဲ့မို့ပိုးပြီးမှ performance ကျန်းစီမှတေးကြပါတယ်အဓိကဘာတွေပြောင်းသွားလဲဆိုရင်တော့ sticker နဲ့အရောင်မှာ sticker နဲ့ color ကအားလုံးမြင်ကြတဲ့အတိုင်းတော်တော်ကိုလှတယ်အနစ်နဲ့ခဲအောင်ဆက်ကြလေးတော်တော်ကိုချစ်စရာလေးပါပြီးတော့ sticker တွေဆိုရင်လည်းပုံဖော်ပေးထားတာက အရန်နဲ့လက်ပလွမ်းတာကိုတွေ့ရပါတယ်ဒါတော့2026မော်ဒယ်တက်အနေနဲ့ကာလာတက်ကိုစတင်မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်ဒီဆိုင်ငယ်ကိုလောလောဆယ်မှာ33သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညာဘက်မှာထွက်ရှိတဲ့ဆိုင်ငယ်ကတော့တောင်ပေါ်ဒေသတွေမှာလူကြိုက်များနာမည်ကြီးတဲ့ Campo 15 R+ ဆိုင်ငယ်ပဲဖြစ်ပါတယ်ဒီဆိုင်ငယ်ကတော့မော်ဒယ်က95မော်ဒယ်ပါဒီဆိုင်ငယ်ကိုလောလောဆယ်မှာ35သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုရှင်းပြသွားတဲ့ဆိုင်ငယ်တွေအားလုံးကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့ မန္တလေးမြို့82လမ်း36လမ်းနဲ့38လမ်းကြားမှာဖွင့်လှစ်ထားတဲ့ Top Star ဆိုင်ငယ် showroom မှာစတင်ဝယ်ယူအပ်ပေးလို့ရနေပါပြီ Top Star ဆိုင်ငယ် showroom ကအရင်လတွေကတော့မန္တလေးမြို့85လမ်းနဲ့38လမ်းတောက်မှာဖွင့်လှစ်ခဲ့တာပါအခုကတော့နေရာပြောင်းချွေပြီးမှမန္တလေးမြို့82လမ်း36လမ်းနဲ့38လမ်းကြားမှာပြောင်းချွေဖွင့်လှစ်လိုက်တာပဲဖြစ်ပါတယ်ကျွန်တော်မိုတနီကဆိုင်ချက်တူမိတ်ဆွေတွေဘာဆိုင်ငယ်အမျိုးအစားပဲဝယ်ဝယ်အင်ဂျင်6လအမကန်လဲပါတယ် ကစ္စတမာဆာဗစ်ကောင်းကောင်းနဲ့စိတ်ချမ်းသာသာဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေ Top Star ဆိုင်ကြီးရှိုးရုံးကိုလာရောက်အားပေးကြပါဦးလို့ကျွန်တော်ကြော်အောင်ကဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ